ဒီနေ့မှာပညာသင်ကြားနေရတဲ့သူတွေပညာအခွင့်အလမ်းကောင်းတွေရဖို့အတွက်ဆိုရင်တော့မြတ်စွာဘုရားရှင်ကိုနွမ်းလို့တစ်ခွက်လှူဒန်းပြီးပညာသင်ကြားနေသူတွေအတွက်ဆုတောင်းလိုက်ပါခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာဒီစီဇန်ကိုစောင့်မျှော်ကြည့်ရှုနေကြတဲ့ခရီးအတိုင်းများအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေခင်ဗျာ ဒီစီစဉ်ကိုဗေဒင်ရရမီဒီယာကစီစဉ်တင်ဆက်ပြီးတော့အောင်ထူးဆန်းဗေဒင်ရရကမ်းမှအဓိကအကူအညီပံ့ပိုးထားပါတယ်ခင်ဗျာအားလုံးလူရဆန္ဒပြည့်ကြပါစေခင်ဗျာဒီနေ့2025ခုနှစ်ဒီဇင်ဘာလ1ရက်တနင်္လာနေ့အတွက်ခုနှစ်သားမီးအားလုံးတို့အတွက် numerology ဂဏန်းဗေဒင်ရဆိုရင်တော့အခွင့်အလမ်းကောင်းတွေရမယ်နှစ်ဖြစ်ပါတယ်တရင်ကောင်းကြားလိမ့်မယ်ကောင်းတဲ့မိတ်ဆွေတွေတွေ့ဆုံရတာကောင်းတဲ့စကားတွေကြားရတာမျိုးကြုံပါလိမ့်မယ်ဒီနေ့မှာ လျှက်စစ်ပစ္စည်းရတနာပစ္စည်းအဖို့တန်ပစ္စည်းတွေအမြောင်းနဲ့အစ်စ်ဝင်တာကိုယ်မှရှိတဲ့ပစ္စည်းတွေပြုပြင်တာအစ်စ်ရတာမျိုးတွေကြုံတွေ့ရပါလိမ့်မယ်ဒီလိုနည်းမျိုးမှာမိတ်ဆွေအစ်စ်တငယ်ချင်းအစ်စ်အလုပ်စီစဉ်အစ်စ်တို့စကားဆိုရတာမျိုးတွေထူးထူးခြားခြားကြုံရပါလိမ့်မယ်စာချုပ်ကိစ္စတို့ရှောက်လွှာကိစ္စတို့လက်မှတ်ရေးထူတာတို့အောင်မြင်လိမ့်မယ်အလုပ်ရရှိဖို့ကြိုးစားနေတဲ့သူတွေအတွက်အလုပ်ကံအခွင့်အလမ်းတွေရပါလိမ့်မယ်နိုင်ငံရေးချရဝေးရောက်နေတဲ့သူတွေအတွက်ကတော့ နေရာတိုင်းကအပြောင်းအရွှေ့စီစဉ်ရတာမျိုးအလုတ်အသစ်ဆရတာမျိုးလူမျိုးကြတိုင်းရင်းသားတွေအကျိုးပြုတာမျိုးကြုံတွေ့ရပါလိမ့်မယ်ဒီနေ့အတွက်ခொနည်းသားသမီးတွေအားလုံးကံထုကောင်းဖို့လိုအတွက်ဆိုရင်တော့နီးစက်တဲ့ဇေယျတော်မြတ်ကြီးရဲ့တနင်းနာတော့အရက်မှာတပြင်းညွန်ကိုညွန်လှူဒန်းပြီးတော့မိမိဖြစ်လို့ဒီများဆူတောင်းလိုက်ပါဇေဒီနဲ့နီးနီးစက်စက်မဟုတ်ပဲဝေးကွာတဲ့သူတွေအနေနဲ့ဆိုရင်တော့မိမိတို့ရဲ့အိမ်ဖျားចောင်းဆောင်မှာ တပြေညွန့်ကိုညွန့်လှူဒန်းပြီးဒီနေ့အတွက်လူရဆန္ဒဆူတောင်းလိုက်ကြပါခင်ဗျာဒီနေ့မှာပညာသင်ကြားနေရတဲ့သူတွေပညာအခွင့်အလမ်းကောင်းတွေရဖို့အတွက်ဆိုရင်တော့မြတ်စွာဘုရားရှင်ကိုနွားနို့တစ်ခွက်လှူဒန်းပြီးပညာသင်ကြားနေသူတွေအတွက်ဆူတောင်းလိုက်ပါခင်ဗျာဒီနေ့မှာမီးရှူတန့်စဉ်ဖွင့်ပြကြတဲ့ရင်သွေးရတနာတွေအတွက်ကတော့မဟာဗုဒ္ဓဗေဒနိယတင်းနာနေဘွားပုတိဘွားဇာတာရှင်တွေဖြစ်ကြပါတယ်ပုတိရဲ့သဘောတရားအရငယ်စဉ်မှာ ခက်ခဲပြီးကြီးပွားချမ်းသာအောင်မြင်ဖို့အတွက်ကြိုးစားလုံးလရှိကြတဲ့ဇာတာရှင်တွေဖြစ်ကြပါရယ်ခင်ဗျာဒီနေ့ကြားရတဲ့မွေးနေ့ရှင်တွေအတွက်ကုသိုလ်ရတရားကတော့ခောက်ဆွဲကြော်စွန်းမြတ်စွာဘုရားရှင်ကတ်လူချင်းရဟန်းသံဃာလောင်းလူချင်းဆွေမျိုးမိတ်ဆွေများကိုဒါနာပြုခြင်းပြုခြင်းအဖြစ်တနစ်တာလုံးကံတရားရဲ့အခွင့်အလမ်းကောင်းတွေရပါလိမ့်မယ်ခင်ဗျာဒီနေ့အတွက်အကျိုးပေးစုံမကနန်းကတော့နှစ်ကနန်းခုနှစ်ကနန်းဖြစ်ပြီးတော့မိတ်ဆွေများငွေကန်ကောင်းဖို့လို့အတွက်ကတော့ နီးစားတဲ့ကလေးငယ်တရားကိုကစားစရာပစ္စည်းလေးတခုဒီနေ့မှလက်ဆောင်ပေးလိုက်ပါခင်ဗျာဈေးကောလက်ကောရရာဖြစ်ကတော့မိမိရဲ့စိုင်းရှိတက်တဲ့ကိုမျက်နှာမူပြီးဒီနေ့မှနွားနို့အနှဲငယ်တောင်းရင်ရောင်းပန်းသာဝယ်ပန်းလှဖို့ဆွတောင်းပါအယောင်းထိုင်းနေတဲ့ကွန်ပစ္စည်းတွေကိုတော့သွားတိုက်ဆေးဘူးအစ်စ်တခုနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးရောင်းထွက်ပါစေဆွတောင်းခြင်းအပြင်အယောင်းအတွက်အယောင်းထွက်ပါလိမ့်မယ်ခင်ဗျာအမှုပြဿနာကြုံတွေ့ရတဲ့တွင်မိသားစုမှရှိရဆိုရင်တော့ အမှုကြုံနေသူရဲ့အမိကိုတင်မောသည်အစိမ့်မှရေးပြီးဒီနေ့ညနေခင်းရေစည်းမှမျှောပလိုက်ပါခင်ဗျာကျမ်းမာရေးညနေတဲ့သူဆွေမျိုးမိသားစုမှာရှိရင်မြင်းခွာရွက်တော့အနေငယ်ကိုဓာတ်စာအဖြစ်ဒီနေ့မှီဝဲပြီးကျမ်းမာဖို့အတွက်ဆူတောင်းလိုက်ပါခင်ဗျာအချီးမြေတားရေးအိမ်တော်ကြီးကိစ္စတွေအစဉ်ပြေဖို့လိုတော့ကတော့မနေ့စောစောမှာနီးစက်တဲ့ဘုရားစီကြီးကညောင်မင်းကိုရေသွန်းလောင်းရင်ဆူတောင်းဒိတ်ထန်ပြုလိုက်ကြပါခင်ဗျာဒီစီဇန်ကိုစဉ်သက်မပြတ်စောင့်မျှော်ကြည့်ရှုအားပေးနေကြတဲ့ခွန်ရတိုင်းမြန်အားလုံး ကိုစိတ်နှပြာကျမ်းမာချမ်းသာ၍လူဟာဆန္ဒပြကြပါစေခမညာ